ူကိုအသိမပေးဘဲတမီးလေးကိုခရီးရန်ပါတာအတင်းပြောင်းလိုက်တဲ့ချန်ချန်ကုံအခုလိုတည်ပြောလာတဲ့ခင်ပေါ်ဟောင်းဖုံတိုက်ပရိသတ်များအားလုံးမေးမိကြလားပါရှင်တမီးလေးမြမိုးခင်းကမေကိုအခုလိုမျိုးခရီးရန်ပါတာကိုအတင်းသွတ်သွင်းပေးလိုက်တာကိုလုံးဝမကြင်နဲ့ကြောင်းတည်ပြောခဲ့ရတာကတော့တစိန်ကချန်ချန်ရဲ့ခင်ပေါ်ဟောင်းဖြစ်သူဖုံတိုက်ပါ အားလုံးသိတဲ့အတိုင်းပဲဆိုတော့ချမ်းချမ်းတယောက်သူ့ရဲ့တမီးကြီးတရုတ်ဆောင်ဖုံးတိုင်းနဲ့ရခဲ့တမီးလေးမြောင်မုခင်းကာမေကိုအီတလီနိုင်ငံမှာနှစ်ချင်းမင်္ဂလာပေးပြီးတော့ခရီးရန်ဘာသာဝင်ဖြစ်တဲ့တရားဝင်သွင်းလိုက်တဲ့ဓာတ်ပုံလေးကိုအင်တာနက်ပေါ်မှာမျှဝေခဲ့တာဖြစ်ပါတယ်။ အစာပိုင်းမှာတော့ဒီပုံတွေတက်လာတာနဲ့ပရိသတ်တွေကကလေးလေးကိုတနာပါတယ်။ဗုဒ္ဓဘာသာမိဘကမွေးလာတာကို ဆိုပြီးတော့နှမျောသတဖြစ်ခဲ့ကြဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံးတိတ်ဆိတ်နေတယ်။ကလေးရဲ့ဖခင်ရင်ချမ်းချမ်းရဲ့အခင်ပွားဟောင်းဖြစ်သူဒီဥဆောင်ဖုံတိုက်ကသူ့ရဲ့မကြေနပ်ချက်တွေကိုအတီလင်းဖွင့်ချပြောဆိုခဲ့ပါတယ်။အလုံးဒီကြတဲ့အတိုင်းပဲချမ်းချမ်းနဲ့ဖုံတိုက်တို့ကတချိန်ကတရားဝင်လင်မယားဖြစ်နေပေါင်းဖက်ခဲ့ပြီးတော့တမီလေးမြောင်မိုးခင်းခါကိုရရှိခဲ့ရပါ နောက်ပိုင်းမှာနှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်လို့ကြွားရှင်းခဲ့ကြတဲ့ချမ်းချမ်းကအီတလီနိုင်ငံသားတယောက်နဲ့လက်ထက်နောက်ထပ်ကလေးတွေမွေးပြီးတော့အီတလီမှာပဲအခြေချခဲ့ပါတယ်။အရင်နောက်မှာတော့ဖုံးတိုင်းနဲ့ရခဲ့တဲ့တမီလေးမြမိုခင်ကာမေကိုအီတလီကိုအပြေးခေါ်သွားခဲ့ရပါအခုတမီလေးကိုခရီးရန်ဘာသာတွင်လိုက်တဲ့ချိန်မှာတော့ဖခင်ဖြစ်သူဖုံးတိုင်းကသူ့ရဲ့ခံစားချက်ကိုဖွင့်ဟလာပါတယ်။ ဖုံးတိုက်တော်ရထွက်နေတာဒါမှမဟုတ်မကြည်မနှက်ဖြစ်နေတာကဘာသာရေးကြောင့်မဟုတ်ဘူးဆိုတာကိုသူကအတိအလင်းပြောထားပါတယ်။သူကဗုဒ္ဓဘာသာဖြစ်လို့တမီလီခရိယန်ဖြစ်သွားလို့ဘာသာရေးအရာရှုံးနေဆိုပြီးပောက်ကွဲနေတာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောပါတယ်။သူအဒီကထောက်ပြတာကလူကျင်ဝက်ပါ။သူပြောတာကတမီလီရဲ့အဖေတယောက်နေနဲ့ကိုယ့်ရဲ့တမီကိုဘာသာပြောင်းပြီးတော့မေးဆိုတာကိုအတိလေးတစ်ချက်တော့ပေးတဲ့နေဆိုတာပါပဲ။ဖုံးတိုက်ကချမ်းချမ်းနဲ့သူဟာလုံးဝအဆက်အသွယ်ပြတ်နေတာမဟုတ်ဘူးလို့ဆိုပါတယ်။အမြင်နဲ့အဆက်အသွယ်ရှိတယ်။အထူးသဖြင့် ဲ့သမီးလေးအတွက်ကျူရှင်လာကြရင်မြန်မာအစားအစာတွေအများနဲ့ပို့ပေးနေရစီစဉ်ပေးနေရတယ်လို့ဆိုပါတယ်ဒီလိုမျိုးအများနဲ့အဆက်အသွယ်ရှိနေတဲ့သားနဲ့တမီးလေးရဲ့ဘဝအတွက်ဒီလောက်အရေးကြီးတဲ့ဘာသာပြောင်းလဲမှုမျိုးကိုဖခင်အရင်ဖြစ်တဲ့သူကိုတစ်ချက်လေးတောင်အတိမပေးခဲ့တာအတွက်သူကလုံးဝနားမလည်နိုင်ဖြစ်နေရပါဘူး။ဘုံတိုက်ကတမီးလေးဟာအခုမှ၁၂နှစ်ပဲရှိသေးတာကြောင့်ဒါဟာကလေးကကိုယ်တိုင်တက်ဝင်ယုံကြည်လို့ကူးပြောင်းတာထက်မိခင်ဖြစ်သူချမ်းချမ်းကအတင်းသွင်းပေးတာဖြစ်ဖို့များတယ်လို့ထင်နေပါဗျ။ ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဖခင်အရင်ကိုတော့အတိပေးတဲ့နယ်လို့ဖုံးတိုက်ကချမ်းချမ်းနဲ့ပတ်သက်ပြီးတော့ပောက်ကွဲနေရပါဖုံးတိုက်ရဲ့ဒီပောက်ကွဲမှုထွက်လာချိန်မှာလူတွေကလည်းချမ်းချမ်းဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတာကိုပူပြီးတော့ထင်ကြီးပေးလာကြပါတယ်လူအများစုထင်နေကြတာကတော့ချမ်းချမ်းဟာသူ့ရဲ့အီတလီကခင်ပေါ်တဲ့နဲ့နောက်ထပ်ရထားတဲ့သမီးတွေဂျားမာသမီးကြီးမြောင်မိုးခင်းကမေတယောက်တည်းဘာသာမတူအထီးကျန်မဖြစ်ရအောင် အထူးသဖြင့်ပထွေးနဲ့မိသားစုအသစ်ကမညူညင်ရအောင်ဆိုတဲ့စိုးရိမ်စိမ်းနဲ့တပင်ဘာသာပြောင်းပေးလိုက်တာဖြစ်မယ်လို့ဆိုကြပါရယ်။နောက်ပြီးတော့အီတလီကခရီးရန်နိုင်ငံဖြစ်တာကြောင့်တမိလီအပေါင်းသင်းဆက်အောင်လူယာဝင်ပေးလိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရယ်။ဒီကိစ္စကပိုပြီးတော့လူပြောများရတာကတော့ချမ်းချမ်းရဲ့အတိတ်ကြောင့်ပေါ့။အစောပိုင်းမှာတော့ချမ်းချမ်းဟာဗုဒ္ဓဘူဇနီးယလို့သချင်းတွေကိုဆိုခဲ့သေးရပါ။သူ့ရဲ့အမနေနေကခရီးရန်ဖြစ်ပေမဲ့သူကတော့ဗုဒ္ဓဘာသာဝင်သချင်းတွေကိုတီးဆိုလေးရှိပါရယ်။အခုတော့ချမ်းချမ်းကိုယ်တိုင်ကခရီးရန်ဘာသာကို ှိနေသလိုအခုတခါမှသမီးလေးကိုပါဘာသာသွင်းပေးလိုက်တာဖြစ်ပါတယ်ဒီကိစ္စမှာမိခင်တယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ဖခင်တယောက်ရဲ့အတိပေးခံရရပိုင်ခွင့်ကြားမှာလွန်ဆွဲနေရပါပရိသတ်ကြီးတို့ရောဖုံးတိုင်းရဲ့အတိပေးတဲ့နယ်ဆိုတဲ့စကားကိုသဘောတူပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်